ီကုန်များအားလုံးပဲမင်္ဂလာပါဒါကကျွန်တော်တို့ BMW E46 ပေါ့နော် E46 မှာကျွန်တော်တို့ gear ပြဿနာဖြစ်တာအာ gear ကျွန်တော်တို့ထိုင်ခွက်မှာလည်း gear ဆင်းနေပါမှမပြတော့ဘူးမပြတော့ပဲနဲ့ gear လည်းကျွန်တော်တို့ gear ထိုးလို့ကားသွားတယ်ရာဖြစ်တာတအားကြီးစောင့်တာပေါ့နော်အဲ့ဟာကိုကျွန်တော်တို့လိုက်ရှာတာအဲ့တော့လောလောဆယ်ကျွန်တော်တို့ diagnostic computer ကနေကြည့်တဲ့အခါမှာဘာတွေ့လဲဆိုရင်ဒီမှာဒီကိုတို့ကိုပြမယ် gear ရဲ့ control ဖြစ်တဲ့အရာကအလုံးမလုပ်တော့ဘူး ဒီမဲ့နံပါတ်16မှာကြည့်လိုက် EGS Electronic Transmission Control MG5 အဲ့ကောင်ဒီမဲ့ no response ဖြစ်သွားတယ်အလုပ်လုံးဝမလုပ်တော့ဘာကြောင့်အလုပ်မလုပ်လဲဆိုတာကိုကျွန်တော်တို့မှတခြားသူနဲ့တွဲရဲ့ဘာရှိလဲကျွန်တော်တို့ live ကြည့်လိုက်တဲ့အခါမှာဘယ်မှာရှိနေလဲဆိုတော့ဒီမှာ instrument cluster ဆိုတာကြည့်လိုက်ကျွန်တော်တို့ဒိုင်ကွက်ကိုဆိုလို့ဒိုင်ကွက်မှာဘာလဲဆိုလို့ရှိရင်ဒီမဲ့ကန်လိုင်း EGS နဲ့ကန်လိုင်းပျောက်သွားတယ်ဆိုပြီးပြထားတာတွေ့ရမယ်ထင်တယ်နော်ကန်လိုင်း EGS နဲ့ပျောက် ဟိုဘက်က ETS ဟိုဟာကျွန်တော်တို့ electronic ဟိုဟို transmission control ကလည်းလုံးမလုပ်တော့တဲ့အတွက်ဒီဘက်မှာလည်း ETS ကလည်းကန်လိုင်းကလည်းပျောက်သွားတယ်။နှစ်ခုအဲ့လိုမျိုးဆက်ဆက်နေဆက်ဆက်နေတဲ့အခါကျတော့ကျွန်တော်တို့ဘာလို့လဲဆိုတော့ကြံနေအပိုင်းနေရာထား ETS ဆိုတဲ့ဟာကိုကျွန်တော်လိုက်ရှာတာဒီမှာဒီမှာ wire ထုတ်မှလာရှာရတယ်။ရှာတော့ပထမဆုံးကြံတာမှပြောခင် wire ထုတ်ရတဲ့ဘောပုံစံကြီးကြည့်လာအောင် ကျွန်တော်တို့ဂျပန်ကားတွေလုံနေကြလူတွေအတွက်ကြတော့အဲသူစောကနဲ့သူကတက်တက်ရဲရဲလေးကောင်းကောင်းမွန်မွန်လေးအတွဲလိုက်လေးတွေတော့ဒါကြီးကြော်ကြုံချုပ်ချက်တိခတ်လို့အဲ့လိုမျိုးကြီးပြီးတော့လိုက်ကြည့်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဒီမှာတွေ့မလားမသိဘူးဒီမှာဒီကျိုးပြတ်နေတယ်နံပါတ်1ဒီမှာဒီကျိုးပြတ်နေတယ်ဒီကျိုးပြတ်နေတယ်ဟုတ်ပြီဒါဒီကျိုးနံပါတ်နောက်ထပ်ဒီကျိုးဒီမှာလည်းပြတ်နေတယ်ဒီဘက်ကအဖြူရအောင်နော်ဒီဘက်ကအဖြူရအောင်ဒီကျိုးတက်တက်ပြီးတော့ဒီမှာ တချိုးတက်တက်နောက်ဆုံးဒီမှာအရင်မှာငုတ်စီတွေထွက်လာတွေ့လာမလို့ဒီမှာတချိုးမသုံးချိုးပြင်တာသုံးချိုးကသုံးရောင်ကာလာသုံးခုပြင်တာဆိုတော့ကျွန်တော်ထက်ရှာတဲ့အခါမှာဘယ်မှာသွားတွေ့လဲဆိုတော့အဓိကကဒီချိုးအဓိကကဒီချိုးဒီချိုးရဲ့ကျွန်တော်တို့ဆက်ဆက်ရာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဘယ်မှာသွားတွေ့လဲဆိုတော့ဒီမှာဒီတရားကြည့်နော် join ထားတာဒီမှာဒီချိုးနဲ့ဒီဘက်ကအစင်းရောင်နဲ့ join ထားတာဒီထဲမှာသူက wire split ဆိုတဲ့ပုံစံနဲ့ယူထားတာအဲ wire split ဆိုတာကျွန်တော်တို့ တစ်လိုင်းကနေနှစ်လိုင်းခွဲယူတာမျိုးဒီတဲကိုတရားကြည့်မှမြင်ရတယ်အဲမြင်ရမလားမသိဘူးဒီဟာကိုအဲဆိုတော့အဲကျွန်တော်လောလောဆယ်ခွဲပြလိုက်မယ်ဒီကောင်မှာဒီထဲကနေပြုတ်ထွက်တာပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်လောလောဆယ်ခွာထုတ်လိုက်မယ်